မင်္ဂလာပါခင်ဗျာအပတ်စဉ်တင်ဆက်နေတဲ့ editorial talk editor စကားဝိုင်းကိုတင်ဆက်လိုက်ပါတယ်ဒီတစ်ပတ်ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာတော့ကျွန်တော်တို့2015နှစ်ကုန်သွားတဲ့အခါမှာမြန်မာမီဒီယာလောကဘလောက်လွတ်လပ်ခဲ့လဲအခုဆိုရင်တော့ဒါနှစ်သက်လည်းရောက်လာပြီ2016မှာရောမီဒီယာရဲ့မြန်မာမီဒီယာလောကရဲ့အလားအလာတွေပါရရှိမလဲဒါတွေကိုဆွေးနွေးဖို့ကျွန်တော်ဖိတ်ခေါ်ထားတာတော့ကျွန်တော်တို့ area အရာဝတီသတင်းစာဌာနနော်အဲ့ဒီဒါကိုကြော်စားမို့လဲကျွန်တော်တို့ NHK သတင်းဌာနကိုဒီဟာတို့ဖိတ်ခေါ်တာပါတယ်ကိုကြော်စားနေတယ်ပဲစားလိုက်အောင်အခုကျွန်တော်တို့2015မှာတော့ဗမာပြည်ကဒီအညွန့်ကိန်းနေလဲဆိုရင် CPJ လို့ခေါ်တဲ့ Committee for Protection of Journalism မှာတော့ ကမ္ဘာအစိုးဆုံး10နိုင်ငံစံစားနိုင်ငံနဲ့မှဒီမှာ၉ခုမှကြာမှာသေးတယ်။တခြားထိပ်ဆုံးကတော့ Eritrea ပေါ့ပြီးမြောက်ကိုရီးယားတို့ပါတို့ Communist တိုင်းပြည်တွေပေါ့နော်။အဲ့တော့တကယ်လည်း2015တခုလုံးခြုံငုံပြောမယ်ဆိုရင်ကျွန်တော်တို့မီဒီယာတွေတကယ်ရောလွတ်လွတ်လပ်လပ်ရှိခဲ့လားဘာတွေရောမီဒီယာအခန်းကဏ္ဍအထူးသဖြင့်ရွေးကောက်ပွဲနဲ့နေဘာတွေရောလုပ်နိုင်ခဲ့လဲ။ကိုကြိုးစားမှုအဲ့ဒီ2015ရဲ့အစုံလေးကိုစပြီးသုံးသပ်ပေးပါခင်ဗျာ။ ခုန index အရာပေါ့နော်အညွန်အရာဆိုတော့မြန်မာနိုင်ငံအစိုးဆုံး10နိုင်ငံထဲမှာပါနေတာတို့အောက်ဆုံးပိုင်းမှာပါနေတာတို့ကတော့ဝမ်းနည်းစရာကောင်းနေတော့မယ်လို့ကျွန်တော်ပြောရမှာပဲမဖြစ်သင့်တော့တဲ့အရာပေါ့လေအာဒါပေမဲ့ဒီ journalist တွေ media ဘန်းကိုကြည့်မယ်ဆိုရင်တော့ဒီ2015တော်တော်ထူးထူးခြားခြားသူတို့လုပ်နိုင်ခဲ့တယ်လို့ကျွန်တော်တို့မြင်တယ် အဲကျွန်တော်တို့တနည်းအားဖြင့်ပြောမယ်ဆိုကျွန်တော်ပြောလို့ရှိတယ် journalist ပေါင်းကျွန်တော်တို့မှာ2300လောက်ပဲရှိတာတနိုင်ကလုံးမှာအများဆုံးဟုတ်လားအဲအဲ2300ဆိုတဲ့တက်ဖွဲ့ပဲဆိုဆိုပေါ့နော်ဒီ journalist ကလောင်ကင်နဲ့ကင်မရာကင်နဲ့ဒီတက်ဖွဲ့ဟာတော်တော်ထရီရောက်လုံနိုင်တယ်လူဦးရေ52တန်းရှိတဲ့နိုင်ငံထဲမှာဆိုရင်အထူးသဖြင့်တက်သေးပြနိုင်ခဲ့တာတော့ကျွန်တော်ထင်တယ်ဒီရွေးကောက်ပွဲမတိုင်ခင်ကာလရောရွေးကောက်ပွဲရက်ကောရွေးကောက်ပွဲလွန်ကာလမှာရောမီဒီယာကသူတို့ရဲ့ တကယ်ကိုလောက်ရမယ် watch dog ပေါ့လေဒီနေရာမှာကျွန်တော်ကစောင့်ကြည့်ရတဲ့ခွေးတွေပေါ့လေဟဲ့လားမှားရင်ဟောင်းရမယ်တူးဆွမယ်ဖော်ထုတ်မယ်အဲ့လိုဟာတွေအကုန်လုံးတော်တော်များများကိုကျွန်တော်ထင်တယ်လုံနိုင်ခဲ့လို့ကျွန်တော်ပြောလို့ရတယ်တကယ်တော့ကျွန်တော်တို့မီဒီယာလွတ်လပ်မှုနဲ့ပတ်သက်တက်တန်းအားဖြင့်တကယ်တော့နုစုကလေးရွယ်ပဲရှိသေးတယ်ဒါပေမဲ့စ조사အားထုတ်မှုကတော်တော်ပြင်းထန်တယ်လို့ကျွန်တော်တော့မြင်တယ်အဲ့ဒီအတွက်လိုအပ်ချက်တွေမရှိဘူးမဟုတ်ကျွန်တော်တို့ကအများကြီးရှိနေတယ်ဒီ journalist တွေအနေနဲ့ဆိုရင်ပို့ပြီးတော့ independent ဖြစ်ဖို့ပို့ပြီးတော့စ조사ဖို့ပေါ့နော်ဒါပေမဲ့ ကျွန်တော်ထင်တယ်ဒီရွေးကောက်ပွဲမှာသူတို့လုပ်ခဲ့တဲ့ဟာတော့တကယ်ကို မှတ်တိုင်တစ်ခုလို့ကျွန်တော်တော့မြင်တယ်ဒါပေမဲ့ဒီအနာမိုင်ဘက်ကတော့ချုပ်ကန်မှုတွေနဲ့ဟိုတားဆီးမှုတွေကတော့အများကြီးတွေ့နေရတော့မယ်ကျွန်တော်လည်း2016မှာတော့ဘယ်လိုပဲဖြစ်ဖြစ်အဲ့ဒါတွေတခုမှမရှိသင့်တော့ဘူးလို့ကျွန်တော်တော့သုံးတက်တယ်ကိုကျော်စောမှုပြောသလိုပါပဲတကယ်တမ်းတနင်္ဂနွေတိုင်းတာ3-4တောင်ပဲရှိတဲ့သတင်းနောက်တွေကတနင်္ဂနွေအတိုင်းတာနဲ့ရွေးကောက်ပွဲကအစား လုံနိုင်ခဲ့တယ်အဲ့လိုပဲတခြားအစိုးရရဲ့ထုတ်ကင်မှုတွေလည်းရှိနေသေးတယ်အဲ့ဒါအစိုးရလို CPG လိုမျိုးအညွန့်ကိန်းတွေမှာတော့ဘုမာပြည်အစိုးသုံးနိုင်ငံထဲမှာတော့ပါနေသေးတယ်အဲ့တော့2015ကိုကျွန်တော်တို့အနှစ်ချုပ်လိုက်ပြီးတော့တုံးသက်လိုက်ဘလို့မြင်ပါတယ်လေကိုကြီးကခင်ဗျာဟုတ်ကဲ့အော်ဆိုရတယ်ကိုကျော်ကိုကျော်ဆောင်မှုပြောသွားပြီပေါ့နော်ဟိုကျွန်တော်တို့တွေအများကြီးလုံနိုင်ခဲ့တယ်ပေါ့ဟိုကျွန်တော်တို့ကဒီလိုမျိုးဒီအခုလွတ်လပ်ခွင့်တွေကိုတာမလွတ်ခင်မှာတော့ကျွန်တော်တို့ကအများကြီးဖိနှိပ်ခံထားရတာပေါ့နော်အများကြီးဖိနှိပ်ခံထားတဲ့ခါကျကျွန်တော်တို့ကဒီတာကိုလွတ်လိုက်တဲ့အချိန်မှာ လွတ်လပ်ခွင့်တွေအထိုက်အလျောက်ရလာတဲ့အချိန်မှာကျွန်တော်တို့ကကိုယ့်အနေကိုကိုကောင်းကောင်းမလျှောက်နိုင်တဲ့ဘိုင်းတွေလည်းရှိတယ်ဆိုကျွန်တော်တွေးကြောက်တာတွေလည်းရှိတယ်ဆိုအာတာဘိုင်းကပွင့်လင်းပြောရင်ဒါကိုရည်ရချက်ရှိ deliberate ဒီတော့လုပ်ခဲ့တာဆိုတော့တချို့အားတွေကကျွန်တော်ကသူတားစီးနေတာသူဟန့်တားနေတာသူဖိနှိပ်နေတာမမြင်ရအောင်မမြင်အောင်ဆိုတော့သူကနာအောင်ဒီဘက်မှာလှုပ်လိုက်ပြီးတော့မှလှုပ်ပေးလိုက်တဲ့အတွက်လူတွေကချိန်ပြီးတော့တခုခုလောက်ခံနေကြတာတွေးကြောက်ကြတယ်ဆိုတော့အဲ့ဒါကကျွန်တော်တို့ရဲ့အရင်အကြီးမားတဲ့တားစီးလေးဖြစ်ခဲ့တယ်နောက်ကတစ်ဖက်မှာလည်း low at the encouraging signs ပေါ့နော်မလှုပ်ဘဲနဲ့သူတို့က တစ်ဖက်မှာလည်းဟိုအဲ့ဒီဒီနဲ့သူကအစိုးရကစားခဲ့တာဗျာဆိုတော့ဟိုထိန်းချုပ်ထားတာဆိုတော့မထိန်းချုပ်ထားဘူးဟိုပြင်းထန်တာပေါ့နော် ဟိုတိတ်ဟိုသူတို့ boundary ကိုလာထည့်ရတော့လေအရန်တရားဆွဲလိုက်တာထောင်ချလိုက်တာလို့ရှိတော့မို့ဆိုတော့ဟိုအရင်လိုမျိုး censorship လိုမျိုးထားပြီးတော့ထိန်းတာမတွေ့ရပဲနဲ့သူကနာအောင်ရိုက်ပြီးတော့မှချိနေနေတဲ့ media သမားတွေကိုသူကခတ်တီတီနဲ့တစ်ဖက်လည်းတစ်ဖက်လည်းနဲ့ပေါ့သူကတခြားလည်းသူရဲ့ဟိုဟိုဘလူးယောက်ကြီးနဲ့ပေါ့လေအဲလိုမျက်ထောင်တီနဲ့ကြည့်ပြီးတော့ထိန်းနေတယ်ပညာသားပါတယ်ထိန်းနေတယ်အဲဒီမှာတော့2015ပေါ့နော်ကျွန်တော်တို့ကဒီလိုအချိုကာလတွေမှာကျွန်တော်တို့ဖြတ်သန်းလာခဲ့ရတဲ့ကာလလေးကျွန်တော်အဲလိုမြင်နေဒါပေမဲ့လည်းကျွန်တော်တို့လူတွေကဘာဖြစ်နေလဲဆိုတော့ဒီ media သမားတွေအားလုံးက ဟိုတို့မှာကမီဒီယာအလုပ်ကိုလုပ်လို့လည်းမကအောင်ကျွန်တော်တို့ဒီဒီဟို revolution ဆန်တယ်ဗျာကျွန်တော်တို့မီဒီယာသမားတွေကလွတ်လပ်မှုတစ်ခုကိုပန်းနိုင်လို့သဘောထားပြီးတွားနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုအားလုံးကအားထုတ်တယ် ့ကူးခတ်တယ်ပေါ့နော်အဲ့တော့ရအောင်လုပ်တယ်တိုးကြည့်တယ်ဟလာမီဒီလက်ခွဲကိုရအောင်ဆုတ်ကန်ကြည့်တယ်ဆိုတော့ဘလိုပဲပြောပြောကောင်းတယ်ကျွန်တော်တို့မီဒီယာသမားတွေလည်းမတန်မှထူးခြားတဲ့အတွေ့အကြုံတိုက်ပွဲလည်းဖြစ်ခဲ့တယ်အကောင်းဆုံးလည်းလုတ်ခဲနိုင်တယ်ပေါ့နော်ဟုတ်ကဲ့ခင်ဗျာနောက်တစ်ခုကတော့ကျွန်တော်တို့2005အတွင်းမှာ print media ပေါ့ဗျာအထူးသဖြင့်ဒီကျွန်တော်တို့2017တည်းက April တည်းကနေမှပေးလိုက်တဲ့သတင်းစာတွေနေ့စဉ်နေပေါ်လာတယ်ပြီးတော့တကယ်တမ်း commercial ရနော်ကျွန်တော်တို့စီးပွားရေးရမရက်တင်တယ်လို့တပြုံပြုံနဲ့ပဲ ဟို newspaper bleeding ဆိုပြီးတော့ပြုတ်သွားကြတယ်။နောက်ကျွန်တော်တို့ဒီ31ရက်နေ့ကဒေါ်စန်းစုကြည် RFA နဲ့ပြောတဲ့အခါမှာသူတစ်ပြင်းတော့နိုင်ငံပိုင်သတင်းစာတွေကဒီမိုကရေစီနဲ့မကိုက်ညီဘူး။ဘာဖြစ်လို့လဲဆိုတော့သတင်းစာအသက်ကတမနက်ဘက်ကမှလည်း12နာရီနောက်ပိုင်းဆိုရင်သူကသတင်းစာတိတ်မမြင်တော့ဘူး။ distribution channel မရှိဘူး။အဲ့တော့အဲ့ပုံမှာအစိုးရရဲ့သတင်းစာတွေကြတော့သူက release station နဲ့ရိုက်တယ်ပေါ့နော်။အဲ့တော့ဒေါ်စန်းစုကြည်ကတော့စပြောပြီပေါ့နော်။တကယ်တမ်းတော့ဒီမိုကရေစီနဲ့မကိုက်ညီဘူး။အဲ့တော့လက်ရှိအစိုးရချုပ်ကင်ထားတဲ့သတင်းစာတွေရဲ့အနာဂတ်ဘာဖြစ်နိုင်လဲ။ တကယ်လို့မြန်အဲ့ဒါတွေမရှိတော့ရင်သတင်းစာလောကပေါ့နော် print လောကရောကျွန်တော်တို့ပြန်ပြီးတော့ရှင်းတန်းနိုင်လားကိုကိုကြော်စားမှုပြန်ပြီးတော့သုံးသပ်ပေးပါဦးခင်ဗျာကျွန်တော်တို့အစိုးရရဲ့မြင်တာကတော့အစိုးရပဲသတင်းစာဆိုတာဘယ်တော့မှမလိုခဲ့ဘူးဒီစမီဒီမိုကရေစီလူအဖွဲ့အစည်းပါပေါ့နော်ဒါပေမဲ့အာနာရှင်အစိုးရအာနာရှင်ဆန်တဲ့အစိုးရချုပ်ကန်လို့တဲ့အစိုးရရှိနေသေးရတော့ဒီ ဒီဝါဒဖြန့်ချီသတင်းစာတွေကိုထိန်းထားမှာပဲသတင်းစာတွေမကအောင်ပေါ့လေ TV channel radio channel တွေကျွန်တော်တို့ထိန်းချုပ်ထားမှာပဲကျွန်တော်တို့လက်ရှိကာလမှာအဲ့ဒီဟာအဆိုးဆုံးဖြစ်တာဒါကြောင့်မို့လဲကျွန်တော်ခုနပြောတဲ့ဟိုကျွန်တော်တို့တခြားနိုင်ငံတွေကနေပြီးတော့ index ထဲမှာဟလာဘယ်လောက်ထိလွတ်လပ်မှုရှိလဲဆိုသတင်းစာလွတ်လပ်မှုရှိလဲဆိုဟာကိုနိုင်ရှင်အဲ့ဒါနေနိုင်ရှင်တာဟိုတချို့နိုင်ငံတွေမှာမရှိတော့ကျွန်တော်နိုင်ငံမှာရှိနေတုန်းဖြစ်တယ်ဒီဘက်က private media တွေကတိုင်းနာတွေခုတွေလွတ်လပ်ခွင့်ရှိတယ်ဆိုပေမဲ့အဲ့ဒါကဆာလွဲနေတာဆိုတော့ ဟိုသတင်းစာအနာဟိုစိုးရမယ်သတင်းစာမရှိရမှာတော့တေချာပေါက်ပဲ။ဟောဆန်းစုကြည်ပြောတယ်လည်းပဲသူတက်လာမယ်အဲသူတို့ဖွဲ့မယ်အစိုးရအောက်မှာရှိစရာအောင်မလို့ဘောနော်။အဲဘယ်လိုမျိုးမြန်မြန်နဲ့အဲဖြတ်သိမ်းပြစ်မလဲပေါ့နောက်တစ်ချက်ကဟိုသတင်းစာတွေမကဘဲနဲ့ဥနာပြတီဗီတို့အဲရေဒီယိုတို့လည်းလွတ်လွတ်လပ်လပ်လုတ်ပိုင်ခွင့်ရှိအောင် လုတ်ပေးရမယ်အဲ့ဒီတွေအဲ့ဒါကိုချုပ်ကင်တဲ့ Ministry of Information လို့ဟာမျိုးပြည်ကျိုင်းဝန်ကြီးဌာနလာမျိုးကအမ်ရှိရတော့ဘူးကျွန်တော်ကျွန်တော်မြန်မာရှိစရာမလိုတော့မဟုတ်ရလို့ကတော့တနည်းမဟုတ်နဲ့တီးတနည်းထိန်းချုပ်နေမှာပဲဟဲ့လားဟိုတရားမဝင်နည်းတွေရောမျိုးစုံနည်းနဲ့ပေါ့ဆိုတော့ကျွန်တော်ထင်တယ်သတင်းစာအာနာဟိုဒီအစိုးရပိုင်းသတင်းစာမရှိတော့ဘူးဆိုရင်တော့ကျွန်တော်ထင်တယ်အမ်ဈေးကွက်ပေါ့သတင်းစာဈေးကွက်ကတော့ပို့ပြီးတော့ပြန်ဆိုင်မှုတွေအားများလာမယ်အဲဒါတွေကိုကြတော့လဲလိုအပ်တဲ့ဥပဒေတွေပေါ့ တခုထပြင်လိုရတဲ့ဥပဒေဆိုတာတူတူယောက်ဟာလာအဲ့နောက်ဘက်မှာစိုးရင်စရာရှိလာမှာတော့ဟာလာအခုလက်ရှိအစိုးရနဲ့နီးစပ်တဲ့တထေးကြီးတွေအခွင့်တုကန်ရတဲ့တထေးကြီးတွေခရိုနီစတွေတနည်းအားဖြင့်သူတို့ကနေပြီးတော့မီဒီယာကိုမိုနိုပိုလီလုပ်လာနိုင်တယ်ထိမ့်ချုပ်လာနိုင်တယ်ဆိုတော့သူတို့ကတကယ်တော့ဟိုတခြားနာမည်သစ်တွေနဲ့လုပ်ပေမဲ့လည်းပဲမီဒီယာရဲ့တကယ်အသက်သွေးကြောဖြစ်တဲ့ independent ဖြစ်မှုပေါ့နော် independent ဖြစ်မှုဆိုတဲ့ဟာမှာကြာရင်သူတို့မှာမိကွန်းထုတ်စရာအကြီးပဲဒါကြောင့်မို့လို့အဲ့လိုဟာမျိုးတော့ကျွန်တော်တို့က ဒီအာရှိလာမယ့်အစိုးရစိတ်ကလည်းသတိထားတင်တယ်ထင်တယ်ဒါပေမဲ့ market ကတော့ကျွန်တော်ထင်တယ်ပို့ပြီးတော့ကြိုင်ဆန်းမှုအကောင်းလာတယ်ဒါပေမဲ့ဒီပြိုင်ထဲမှာပဲဘလောက်ထိအထူးသဖြင့်အစိုးရပဲထပ်ပြောရမှာပဲဘလောက်ထိမီဒီယာရဲ့ကိစ္စရနေပတ်သက်ပြီးသူတို့လက်ကိုရှောင်ထားမှာလေကျွန်တော်နဲ့မီဒီယာနဲ့ပတ်သက်လို့ကျွန်တော်တို့ကဘယ်အစိုးရဇီယာမှာတကယ်တော့ဘာအကူအညီမှမလိုဘူးအဓိကလိုတဲ့တစ်ချက်ကအရေးကြီးဆုံးအခြေခံအချက်ကအဲဒါဒီလွတ်လပ်စွာထုတ်ပေါ်ရေးသားခွင့် ရှိရမယ်အားလုံးကလွတ်လပ်စွာဖော်ထုတ်ခွင့်ရှိရမယ်ဆိုတဲ့စာကြောင်းတစ်ကြောင်းသာ constitution ထဲမှာကျွန်တော်တို့ရှိရမယ်အဲ့ဒီရဲ့စာကြောင်းကိုလည်းပဲအပြစ်အဝဟလာသူတို့ကအာအမခံပေးရမယ်နောက်တစ်ချက်ပို့လို့တာဂျာနလစ်တွေသတင်းသမားတွေကိုဘယ်လိုမျိုးကာကွယ်မှုပေးနိုင်မလဲသူရဟတရားဥပဒေရအဲ့ဒီဟာအခြေခံချက်ပဲကျွန်တော်ကကျွန်တော်တို့မီဒီယာတွေနဲ့ဂျာနလစ်တွေကတော့ဟလာ independent ဖြစ်ဖြစ်နဲ့ကိုယ့်အနေကိုဘယ်လိုအဲပြည်သူတွေကိုသတင်းပေးဖို့အတွက်အဲ့ဒီနဲ့ပြောရဲ educate လုပ်ဖို့အတွက်ကို ကိုယ့်အနေနဲ့ကိုမြည်တောင်မြောက်ရမယ်ကိုယ့်အနေနဲ့ကိုလေ့ကျင့်ရမယ်ကိုယ့်အနေနဲ့ကိုအဲဖန်တီးယူပါမှာပေါ့လေဟုတ်ကဲ့ဗျာဒေါန်စစ်စစ်လည်းပြောသွားပါတယ် VOE တို့ BBC တို့မှာသူ့ chapter ရှိတယ်သူတို့ထောက်ပံ့ထားရင်တော့မှ editorial ရလွတ်လပ်တယ်အဲ့ဒါကျွန်တော်တို့ဒီဟာတွေနဲ့ပတ်သက်လို့နိုင်ငံပိုင်သတင်းစာရုပ်သံတွေနဲ့ပတ်သက်လို့ကိုတရားအနေနဲ့ဘလို့မြင်လဲဘလို့ဖြစ်တင်တယ်လို့ထင်ပါတယ်အဲ့ဒါလေးပြည့်စုံပြောပြပါဦးခင်ဗျာနိုင်ငံပိုင်သတင်းစာနဲ့ပတ်သက်လို့ကျွန်တော်မျိုးလည်းပြောသွားပြီပေါ့နော်ဟိုငကူတဲ့ကနိုင်ငံပိုင်သတင်းစာဆိုတာမရှိခဲ့ဘူးဗျာ ဟိုတဲ့ပွင့်လင်းပြောရင်တကယ်မှန်သတင်းစာလို့ပြောတဲ့သတင်းစာအားလုံးတစ်ချိန်လုံးကပုဂ္ဂလိကသတင်းစာတွေကိုသူတို့ကဟိုဟာရှင်းထားတာပြည်သူပိုင်းသိမ်းထားတာတကယ်တမ်းကျတော့အဲ့တော့ဟိုပြည်သူပိုင်းသိမ်းပြီးတဲ့အခါမှာသူတို့ကနှစ်ခုပေါ်တော့ဟိုတွတ်သွင်းလိုက်တာတစ်ခုကအာနာပေါ့တော့ဟို information ministry အနေနဲ့အာနာဇုံတရားကိုဆွဲခံပြီးတဲ့အခါကျမင်းတို့ထုတ်စီမထုတ်စီရက်စီဖြတ်စီဆိုတော့အာနာတစ်ခုကျင့်သုံးတာရဲ့နောက်တစ်ခါဒီသတင်းစာတွေကနေပြီးတော့ဒီဝါရဖြန့်ချီတမျိုးလေးကိုပဲသူတို့လောက်တာရဲ့အဲ့နှစ်ခုကြောင့်ကျွန်တော်တို့ကဒီ ီအစိုးရမီဒီယာလုပ်ငန်းရနာမည်ဆိုးတဲ့ကြော်ကြားလာခဲ့တာပါဗျာဆိုတော့ဒါကချင်းချင်းလေးပါပဲကျွန်တော်တို့ကခက်ကပြန်ပြီးတော့ဟာဒီမိုကရေစီခက်ပြန်ပြောင်းသွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီဒီသတင်းစာတွေဒီပင်လဲအရင်ပုဂ္ဂိုလ်ကပြန်ယူနိုင်ရင်လဲယူမယူလဲဘယ်လိုမျိုးပုဂ္ဂိုလ်ကိုပြန်ပေးမလဲကျွန်တော်တို့ကစဉ်းစားရမယ်လက်ရှိ information ministry ကတော့ကျွန်တော်တို့ရိုးရိုးပြန်ကြားရေးဌာနအဖြစ်ကိုကျွန်တော်တို့ ပြန်ပြောင်းပြရမှာပေါ့နော်သူသူ့ချုပ်ပြဲလိုက်ရမယ်သူအစိုးရရဲ့ propaganda လုပ်တဲ့ sector လေးတိတိလေးအနေနဲ့ရက်ဒီပေါ့ဗျာဒါကျွန်တော်အမြင်ကတော့ဒီလိုပဲဖြစ်စေချင်ပါတယ်ဆိုတော့အရင်ကိုတည်းကဖြစ်ပြီးသားဟလာဒီဘိုးဆောင်တို့ကျွန်တော်တို့ချေးမုံတို့ဆိုတော့ဒီဟိုဟာတွေကသတင်းစာတွေကဆိုပြင်ကျွန်တော်တို့ပြည်သူဟိုဟာလုံမဲ့လူရှိရဲ့အရင်အဟောင်းအုံအုံနာရှိရင်လည်းပြန်ပေးပေါ့ဗျာဆိုတော့ဒီလိုသွားတယ်အဲတခုပဲကျွန်တော်ပြောစရာရှိတာ broadcasting ပေါ့ broadcasting ကတော့သူကပြီးခဲ့တဲ့အဲဒီ social အစိုးရအောက်မှာသူက သူစပြီးတော့ထူထောင်ခဲ့စင်ကာလာကလေးဟိုကအစိုးရပိုင်းနဲ့ထူထောင်ခဲ့တာသူကတကယ်တမ်းလည်းမထူဘူးစတဲ့ဟိုကသူကတကယ် propagandic tools အထူးအနေနဲ့ပေါ်လာတာပေါ့သက်သက်လားအဲ့ဒါပဲအဲ့တော့သူ့ကိုအုပ်ချုပ်တယ်သူ့ကိုကင်တွယ်တယ်သူ့ကို policy ချတဲ့လူတွေအနေနဲ့ကတစ်ချိန်လုံးဒီ propagandic အထူးအတွက်ပဲသုံးနေတဲ့အတွက်ကြောင့်မလို့ broadcasting နဲ့ပတ်သက်ရင်ပုဂ္ဂလိက ပိုင်ခွင့်ရှိပါမလားလို့လူတွေကတော့တွေးတာပေါ့နော်လုံနိုင်ပါမလားလုံနိုင်ရင်တခုခုဖြစ်သွားမလားဆိုတော့တို့ရောတို့ရောဆိုတဲ့ဟာမျိုးတချို့လူတွေတော့မြန်မာတွေ့ရအစိုးရကိုယ်တိုင်လည်းတွေ့ရတယ်ဒီဟာကလူတွေကိုပုဂ္ဂလိကကိုမပေးကောင်းဆိုတဲ့ပစ္စည်းတခုတို့မျိုးသူကလေဟိုတုံးလို့မရဘူးဒါအရက်သားတွေနဲ့မဆိုင်ဘူးဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်နေဆိုတော့ကျွန်တော်တို့အဲ့ဒါတော့လေ့ကျင့်ယူရမယ်ဘယ်လိုလေ့ကျင့်ယူရမလဲဆိုတော့အခု broadcasting law မှာကျွန်တော်တို့ကအများကြီး relax လုပ်ပေးရမယ်ပုဂ္ဂလိကက ဒီ broadcasting ဟိုဟာတွေပေါ့နော်ဒီကျွန်တော်တို့ TV တခုတည်းမဟုတ်ကျွန်တော် FM radio တွေဆက်လို့လုပ်နိုင်အောင်ပေါ့နော်ဆိုတော့အဲ့ဒါကိုအားပေးနိုင်တဲ့ဒီဒီအများ invest လုပ်နိုင်တဲ့ public က invest လုပ်နိုင်တဲ့အနေအထားတခုရောက်အောင် relax လုပ်ပြရအောင်အခုလက်ရှိ broadcasting law အရဆိုလို့ရှိရင်ကျွန်တော်တို့ဟိုဒီ foreign investment လည်းသူက invite လုပ်လို့မရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီ local မှာရှိတဲ့ private ကအဲ့ဒီလောက်ဟိုရင်းနှီးမြှုပ်နှံမှုဒီ station တွေထောင်းဖို့မလွယ်ဘူးဗျအဲ့တော့သူတို့အတွက်ကိုဘယ်လိုစဉ်းစားပေးမလဲ ဒီပုံကလေးကရုပ်သံရေဒီယိုဌာနတွေပေါ်လာဖို့အတွက်ကိုဟာအားပေးဖို့ပညာရှင်တွေပေါ်လာဖို့အဲ့ဒီသတင်းလောကကြီးအားကောင်းလာဖို့အတွက်ကိုအစိုးရတခုခုစီမံပေးရမယ် တခုခုငွေထုတ်ချီးတာလားဥပဒေကိုမပြောင်းနိုင်ရင်တခုခုပေါ့နော်ငွေထုတ်ချီးတာမျိုးတခုခုလုတ်ပေးရမယ်အဲ့လိုမျိုးပေါ့ဟောပေးရမယ် broadcast media နဲ့ပတ်သက်လို့ကတော့ဟလာဟို public service ရော broadcast တွေရှိတာပေါ့နော်အခုဆို BBC တို့ဟာမျိုးရှိတယ်အဲဟို London မှာဆိုလားဟလာဒါမျိုးတွေကိုဒါမျိုးပုံစံကိုဘယ်လိုပြောင်းမလဲကျွန်တော်ပြောတယ်အဲ့ဒါတော့အတိအကျပြောင်းရမှာပေါ့နော်ဒါပေမဲ့အဓိကအရေးကြီးဆုံးကခုနကပြောလို့ပဲ control လုံးဝမလုပ်ဘူးလုပ်ပါဘူး independent body ဖြစ်ရမယ် independent body ဖြစ်ရမယ်ပြီးရင်ဟိုခန့်တဲ့လူတွေကအစား အခန်းနဲ့လူတွေကစတကယ်ကိုအဂျန်လစ်တွေ့ကြုံရှိရတဲ့လူတွေ independent mind ရှိရတဲ့လူတွေအဲ့လိုလူပဲဒီဒီ body ကိုလည်းရွေးခန့်မှာပဲမဟုတ်ရင်တော့သွားပြီးတော့ပြဿနာပြန်တက်နေဦးမှာအဲ့တော့အစိုးရအသည့် ကျွန်တော်တို့ဖြစ်မယ် NLD အနေနဲ့ရောသူမှာတော့သတင်းမီဒီယာနဲ့ပတ်သက်တဲ့ policy တချို့တော့ရှိပါတယ်အဲ့ဒါအနေနဲ့တော့ဘလို့ဆက်ပြီးတော့အကောင့်တွေပေါ်တင်လဲသူတပြင်းတော့သူကရေးလိုက်ပြအဲ့ဒါတွေကိုတော့ပုဂ္ဂလိကမာကတ်ကပဲထုတ်ဆုံးဖြတ်ပါဆိုတဲ့စာသားမျိုးပါတယ်နောက်တစ်ခုကတော့မန်နိုင်သုံးခုစလုံးရဲ့သတင်းကို access to information ပေးမယ်ဆိုတဲ့ general statement မျိုးတော့ပါတယ်အဲ့တော့ကဘာတွေမျှော်လင့်လို့ရမလဲ NLD အစိုးရဖြစ်လာရင်ဒီကျွန်တော်တို့သတင်းမီဒီယာလိုလောက်ကောကျွန်တော်တင်တဲ့အခုအချိန်မှာတည်းကဟိုဟာစာမီဒီယာသမားတွေပေါ့နော်ကနေပြီးတော့ NLD ဘက်ကနေပြီးတော့ အမ်ဘယ်လိုမျိုးသတင်းတွေသူတို့ပေးနေလေပေါ့အဲ့ပုံမှာဟိုဆာကျွန်တော်တို့မကျင်းတတ်မှုတွေလည်းချို့တွေ့ရတယ်ဆိုတော့ဟိုအစိုးရဖွဲ့ပြီးမှပို့ပြီးတော့စနစ်တကျလုပ်နိုင်မယ်ဆိုတော့ကျွန်တော်တို့လက်ခံတယ်ဒါပေမဲ့လည်းပဲပြန်နေမှာလက်ရှိအချိန်မှာ NLD ရဲ့ပြန်ကြားရေး အဲဌာနပေါ့နော်တင်းပံပိုးရေးဌာနခုနအခုသူတို့ NLD ကိုတန်းရှိတဲ့ manifesto ပေါ့နော်2015ဒီတင်ညာချက်နဲ့ပတ်သက်ပြီးတော့ဘယ်လောက်ဒီလက်ရှိကာလမှာလုပ်နိုင်လဲအရေးကြီးရလို့ကျွန်တော်ထင်တယ်ဥပမာအားဖြင့်ဟိုဒီဒေါအောင်ဆန်းစုကြည်တို့ဟိုဒီအပြည်ညာရေးဝန်ကြီးရာဦးရထွတ်တို့အစိုးရဘက်ကပေါ့နော်ဒီအနောက်လက်ပြောင်းရေးနဲ့ပတ်သက်ပြီးအစည်းအဝေးမျိုးတွေလုပ်တယ်ပေါ့နော်လုပ်တဲ့အချိန်မှာ journalist တွေကဘယ်ရပဲသတင်းယူပါလဲဆိုတော့အဲဟိုလက်ရှိပြည်ညာရေးဝန်ကြီးဌာနဦးရထွတ်တို့ spokesperson တွေကတင်တဲ့ Facebook ကတင်တဲ့သတင်းချက်သုံးချက်နဲ့ပဲရေးနေရတာအခြေခံ ်ရှိတယ်ဒါပေမဲ့ NLD ဘက်ကတကယ်တော့အဲ့ဒါကိုစနစ်တကျနဲ့ထုတ်ပြန်နိုင်တာမတွေ့သေးဘူးကျွန်တော်တို့ကအမှန်တကယ်တော့ပို့ပြီးတော့ဟို စနစ်တကျနဲ့ထုတ်ပြန်နေတာရှိမယ်အဲ့ဒီတွက်လဲ team ကြီးမလို့ဘူးပေါ့နော်တယောက်တစ်ယောက်ကနေဒါတွေပြောမယ်ဒါတွေပြောမယ်ကျွန်တော်တို့ဆွေးနွေးရတာတွေရှိတယ် statement ထုတ်ချလာလဲရတယ်သို့မဟုတ်အဲ့ဒီပြောရေးဆိုရင်တယောက်ကနေပြီးတော့တစ်ချိန်လုံးပြောနေလို့ရတယ်အဲ့ဒါဆိုရင်ကျွန်တော်တင်တယ်ဟိုပို့ပြီးတော့ဟိုဟာပွင့်လင်းမြင်တာမှုရှိတယ်ပို့ပြီးတော့ကျွန်တော်တင်တယ်ထိအောင်မှုရှိလိမ့်မယ်တင်တယ်ဟိုဒီကလည်းနောက်ဆုံးနေနဲ့ NDI အစိုးရပေါ်လာရင်ပေါ့နော်တကယ်လို့မီဒီယာမီဒီယာလွတ်လပ်ခွင့်တဘာတွေလုတ်ပေးတင်တယ်ဘာတွေညှောင်းလဲလဲကျွန်တော်တို့အဲ့ဒါလေးတစ်ချက်လောက်အဓိကတော့ဗျာဟို NDI ပဲဖြစ်ဖြစ်မီဒီပါတီပဲဖြစ်ဖြစ်ပေါ့ဗျာဟိုတင် လောကတခုကိုဘလို့တိဆောက်နေဆိုတော့အိမ်မက်ချရမယ်အာနောက်တစ်ခုကသတင်းလောကတခုရဲ့တန်ဖိုးကဘလောက်ကြီးမားတယ်ဆိုတော့ဟာသိဖို့လိုတာပေါ့နော်အဲ့တော့ NLD အနေနဲ့စဉ်းစားမှာတဲ့စစ်အစိုးရလက်အောက်မှာဖြတ်သန်းတိုက်ခိုက်လာတဲ့ဒီလိုရင်ဆိုင်လာတဲ့မီဒီယာဟိုဒီလိုပါတီတခုအနေနဲ့ဟာတခါတည်းကမသိမသာဒီအရင်အစစ်အစိုးရရဲ့ဟိုဟာဒီပေါ့နော်တွဲပုံခေါ်ပုံတွေကဝင်နေတတ်တယ်ဟိုမီဒီယာတွေကငါတို့ဘလို့ပုံဖြတ်လိုက်မလားမီဒီယာတွေကဘလို့ရေးလိုက်မလားဆိုတော့စိုးရင်ပူပန်မှုတွေများတာဒီ ဒါကျွန်တော်တို့ဟိုကောင်းတဲ့အလားလားတော့မဟုတ်ဆိုကိုယ့်ရဲ့လည်းလည်းမီဒီယာသမားတွေနဲ့ဟလာဒီမိုကရေစီအစိုးရတည်းရဖြစ်တဲ့အတွက်မီဒီယာသမားတွေနဲ့တွေ့ဆုံမယ်ဆွေးနွေးမယ်ဖြစ်တဲ့ဖြစ်တိုက်တဲ့ကျွန်တော်တို့ဒီ information process ပေါ့ဒါကမှ NLD အစိုးရဖြစ်လာခဲ့ရဲ့မီဒီယာသမားတွေဘယ်လိုတွေ့မယ်ဆုံမယ်ဘယ်လိုထုတ်ပြန်မှုတွေအဆင့်ဆင့်လုပ်သွားမလဲဆိုတဲ့ဟာကိုဆွေးနွေးပြီးတော့ကျွန်တော်တို့ဒီ information ရှိလာမဲ့ပေါ့တော့သတင်းလောကကြီးတစ်ခုလုံးကိုကျွန်တော်တို့ဒီ private သတင်းလောကကြီးတိုးတက်လာအောင်ဒီအစိုးရဒီဒီပြည်သူအစိုးရနဲ့သတင်းလောကနဲ့ပြည်သူတွေကြားမှာလဲကောင်းမွန်တဲ့ relationship တစ်ခုနဲ့သတင်းလောကကြီးတစ်ခုပေါ့အားလုံးအားကိုးရတယ်ဟာပါတီလည်းအားကိုးရတယ်အစိုးရလည်းအားကိုးရတယ်ပြည်သူလည်းအားကိုးရတယ်တကက် media warrior တခုဖြစ်လာအောင်ဝိုင်းထွင်းသိမ်းကျင်တဲ့ဝိုင်းပြီးတိဆောက်ကျင်တဲ့စိတ်ရှိဖို့လိုတယ်တိဆောက်ဖို့လိုတယ်ဟုတ်ကဲ့ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ